တက္ကသိုလ်ကျောင်းသားတွေကိုရိုင်းရေးဆွဲထားတဲ့မူရကာကွယ်ရေးဆိုင်ရာကတွန်းပြပွဲကိုပထမဆုံးအကြိမ်ဖြစ်နေမုံရွာတက္ကသိုလ်မှာပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့အောင်ကိုလက်ကပေးပို့ထားပါတယ်ရှင်မူရီစေဝါကနင်းမျိုးစုံနဲ့လူငယ်တွေတက္ကသိုလ်ကျောင်းသားတွေကြားမှာရေပန်းဆက်လာတာကြောင့်မူရီစေဝါရဲ့ဆိုးကျိုးတွေကိုကျောင်းသားလူငယ်တွေသိအောင်ရည်ရွယ်ပြီးမောဟတက္ကသိုလ်ရဲ့စာပေနဲ့အမှုပညာသင်ကကြီးမှုကပထမဆုံးအကြိမ်မူရီကကွေရေးဆိုင်ရာကာတွန်းပြပွဲကိုခုလိုကျင်းပခဲ့တာပါမူရီအန်ရဲ့ဒုက္ခွယ်ဆိုပြီးတော့ကာတွန်းပြပွဲကာတွန်းပြိုင်ပွဲပေါ့ ။ဒါမဲ့နှစ်မှာတော့ကျတော့တင့်တော်နဲ့ခေါင်းစဉ်ပေးပြီးတော့ဒီလိုပဲဟိုကာတွန်းပြိုင်ပွဲပြွဲတော့ဆက်လုပ်သွားမှာပါ။ဒီပြချက်ကနှစ်ခုပါပဲ။ပထမတစ်ခုကတော့အဲဒီဝီရေးဆေးဝါးနဲ့ပတ်သက်တဲ့ ဘေးရန်နေကိုကာကွယ်ဖို့ဆိုတဲ့တခုပေါ့နောက်တစ်ခုကတော့အဲ့လိုငွေကြေးဆေးဝါးဘေးရန်နေကာကွယ်တဲ့အခါမှာသူ့ရဲ့ဆိုဂျိုကောင်းညိုးတွေကိုကျောင်းသူကျောင်းသားတွေတိလာအောင်ပေါ့အဲ့ဒီအချက်တစ်ချက်ကိုတော့အဓိကထားပြီးတော့ဟိုဆောင်ရွက်တာမောဟတက်ကတော်မှာကျောင်းသားကျောင်းသူ1900ကျော်ရှိပြီးကျောင်းသားဒုတွေကြားထဲကိုဝိသမလောဘသားတွေရဲ့ငွေကြေးဆေးဝါးဖြန့်ဖြူးတာတွေတားမြစ်နိုင်ဖို့စ조사တဲ့လှုပ်ရှားမှုတစ်ခုလို့လဲတက်ကတော်တာဝန်ရှိသူတွေကပြောပါတယ်တရားဥပဒေကျောင်းသူကျောင်းသားအများစုကပဒတိအပြည့် လူသားဖြစ်စေရပါလေ။သူစားလူစိတ်ကြီးတဲ့လူငယ်ပြီးပြီးကြည့်ကြပါလေ။အတွေ့အကြုံအမျိုးစုံကိုလည်းလူငယ်ပြီးပြီးတုံ့ဘူးတွေ့ဘူးလူစိတ်ကြည့်ကြပါလေ။သူစားလူစိတ်ကြီးတဲ့လူငယ်ပြီးပြီးကြည့်ကြပါလေ။ဒီလိုအချက်မျိုးတွေကိုအခွင့်ကောင်းစုပြီးတော့မတပါတဲ့ဝိသပါလောဘအာရိယဆရာတို့ကြောင်းသူကြောင်းသားတို့ကိုထိုးပေါက်ရရတာပြီးပြက်ကိုပြက်စီး ဝါကိစ္စရာအဓိကခန္ဓာတာကပါဝင်နေဒီကတော့ပြပွဲကိုမောဟတက္ကသိုလ်ကျောင်းသားကျောင်းသူအယောက်30ဝင်ရောက်ရှေးဆွဲရှင်းပြန်ခဲ့ကြပါတယ်။စူရီကျော်ရီအဖွဲ့မှစာပေနဲ့အမှုပညာအသေးနဲ့ပြပကတုံးပညာရှင်တွေစုပေါင်းရွေးချယ်ခဲ့ကြကစုပေါင်းပါရုဒ္ဓ3စုနဲ့နှစ်သိန်းစုဂုံပြုစုတွေချီးမြှင့်ခဲ့ကြပါတယ်။မကောင်းတဲ့မူရစ်သေးဝါးတွေကြောင့်ကျွန်တော်တို့တကယ်ကြီးနေတော်တော်များများဒုက္ခရောက်ဒုက္ခရောက်တဲ့လူတွေကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ရှိပါတယ်။ ကျန်တဲ့ចောင်းသားចောင်းသူတွေတို့လည်းဟွာတသိတတွေသားနေပေါ့ကျွန်တော်ကာဝယ်နိုင်မှုအတွက်ဒီကြဝယ်မှာကျွန်တော်ဝင်ပြန်ပြေးပြင်ဖြစ်သွားတယ်။မူရေးစေဝါကျွန်တော်ចောင်းသူចောင်းသားတွေကိုအများဆုံးဖြည့်ဆည်းနေတယ်လေ။အဲဒါကြောင့်မို့ကျွန်တော်တို့အခုဒီပြန်ပွဲလေးကမူရေးစေဝါအတိုက်ဖြတ်တဲ့ပြန်ပွဲဆိုတော့ကျွန်တော်မဖြစ်မနေပြန်ဖို့ဆက်ပြီးရတော့ပါတယ်။ တစ်ဖက်တလန်ကနေလို့ကာဝန်တဆင်းနိုင်မယ်လို့ထင်လို့ကာတွန်းပြပွဲမှာကာတွန်းပေါင်း90ကျော်ပြသခဲ့ပြီးကျောင်းသူကျောင်းသားတွေရဲ့ကာတွန်းတွေအပြင်ကာတွန်းဆရာကြီးတွေရဲ့ကာတွန်းတွေပါပြသခဲ့ပါတယ်နိုင်ငံတကာကာတွန်းအချို့နဲ့ပိုစတာတွေကိုလည်းလေ့လာနိုင်ဖို့ထည့်သွင်းပြသခဲ့ပါတယ်ကျွန်တော်အောင်ကိုလက်ပါ